အလုံးမဲမင်္ဂလာပါဗျဖိုးခေါ်လေးနီးပညာနေပြန်နေကြိုဆိုပါလေဗျဒီနေ့မှာတော့ Facebook ကောက်တဲ့ရှောင်းနေမြောက်ပြန်မှာဖြစ်ပါလေဗျအကောက်တဲ့ရှောင်းတဲ့အစင်မီရတဲ့မိတ်ဆွေများ comment နဲ့လာမိတဲ့မိတ်ဆွေများအတွက်ကျွန်တော်မြောက်ပေးခြင်းဖြစ်ပါလေဗျအဲ့တော့ရမ်းလွှဲပါတယ်အဲ့တော့ physical ရှောက်ဖို့အတွက်ထုတ်စံတိုင်းမှာကျွန်တော်တို့ရဲ့ Facebook server တွေကိုဝင်လိုက်မယ်နော်အဲ့တော့အကောက်ရှောက်မှာဆိုတော့အောက်မှာ create ကောက်ပေါ့ဗျာနော်ဒါလေးကိုကျွန်တော်ချက်နေပြလိုက်မယ်အဲ့တော့ဒီမှာ create new account အဲ့တော့နာမည်ရတော့မိတ်ဆွေများအစင်မီရတခုပေးလိုက်ပါဗျာကျွန်တော်လည်းအစင်မီရတခုပေးလိုက်မယ်နော် โอเคကျွန်တော်နေနာမည်အစီအပြတစ်ခုပေးလဲပါတယ်မက်ဆီမဲအစီအပြတယ်ပေးလဲပါဗျပြီးတော့နေဆက်သွားမယ်အဲဒီမှာဗတ်တီးကတော့ကြိုက်တာတစ်ခုရွေးပုံเนาะအဲ့တော့ကိုကရေရှည်သုံးမယ်ဆိုတော့ကုမွေးနဲ့အမန်လေးထည့်လိုက်ရင်ကောင်းတယ်ဗျအဲ့တော့ကျွန်တော်နေအစီအပြတစ်ခုရွေးပေးလိုက်ပါတယ်ပြီးတော့ဆက်နေမယ်ပြီးနေဆက်သွားမယ်เนาะโอเคဒီမှာတော့အာမြို့သားလားမြို့သမီးလားလို့သူမေးပါတယ်အမျိုးသားဆိုရင်မေးအမျိုးသမီးဆိုတော့ဖီမေးပုံเนาะပြီးတော့နေဆက်သွားမယ် ။ဟုတ်ကဲ့ကျွန်တော်တို့ဒီဒီနံပါတ် Gmail နဲ့လျှောက်လဲရတယ်ဖုန်းနံပါတ်နဲ့လျှောက်လဲရပါတယ်ပထမဆုံး Gmail နဲ့ Gmail တစ်ခုထည့်ထည့်ကြည့်လိုက်ပါတော့။ကိုယ့်ရဲ့ Gmail တစ်ခုထည့်ကြည့်လိုက်ထည့်လို့ရရင် ရထည့်လို့မရလို့ရှိရင်ဖုန်းနံပါတ်နဲ့ဆက်သွားမယ်နော်။ Oh sorry ဟို Gmail ကဒီမှာအောက်မှာ sign in with Gmail မှာတော့ with me ဆိုလိုက်ရှိတယ်ဒါလေးကိုထည့်တာနှိပ်ပေးလိုက်မယ်။အဲ့ဒါနှိပ်ပြီးမှကျွန်တော်တို့ခုနက Gmail လေးပြန်ထည့်မယ်နော်။ Okay ပြီးနှိပ်ဆက်သွားမယ်။ အဲ့ဖေးအခုလိုနေရာမျိုးမှာအဲ့လိုတခါကြာလို့ရှိရင်အဲ့လိုကြားနေတတ်တယ်နော်ဒါဆိုလုံးဝမဆက်မသွားတော့ဘူးဆက်မသွားလဲကိစ္စမရှိပါဘူးကျွန်တော်တို့ဂျီမီနဲ့ပြီးမှအတီးပြူလို့ရတယ်ခုလို့စေဖုန်းနံပါတ်လေးတစ်ချက်ထည့်ထားမယ်နော်အမဆိုင်ယံဝေဖုန်းနံပါတ်လေးကိုပြန်နှိပ်မယ်ပြီးနော်ဒီမှာဖုန်းနံပါတ်လေးတစ်လုံးပြန်ထည့်မယ်နော်အဖုန်းနံပါတ်ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီအရှိမ0လေးဖြုတ်ပေးနော်โอเคအဲ့ဆိုကျွန်တော်ဖုန်းနံပါတ်တစ်လုံးထည့်ပေးလိုက်ပါပြီနှိပ်ဆက်သွားလိုက်မယ်နော် နေဆက်သွားလိုက်မယ်။ Okay ဒါဆိုရင် password ထည့်လိုက်မယ်เนาะ password မရှိမှအဆင်ပြေတာထည့်ပါဗျ။အနည်းဆုံး၈လုံးဖြစ်ဖို့လိုတယ်။ Okay ကျွန်တော်ရဲ့ password ၈လုံးထည့်လိုက်ပါပြီ။ပြီး next ဆက်သွားလိုက်မယ်เนาะ။နေဆက်သွားလိုက်မယ်။အဲ့တော့ form line ကြလို့ရှိရင်အခုလိုမျိုး wi လေတက်ပါတယ်။ဒါကြောင့်မလို့အဲကျွန်တော် wifi နဲ့ရှောက်ပုံเนาะ။အဲ့တော့ single နဲ့ရှောက်မှဆိုရင် line အကောင်လေးဆိုပြီးပို့အဆင်ပြေတယ်ဗျ။ โอเคအဆိုရင်ဆက်သွားလိုက်ပါပြီအရောဒီမှာစေပေါ်လာလိုက်မယ်စေလေးကိုနှိပ်ပေးမယ်เนาะโอเคစေလေးကိုနှိပ်ပေးမယ်ပြီး i agree ပြီးလိုက်မယ် i agree မှာလည်းအဝိုင်းလေးတစ်ချက်လက်တက်တယ်ခဏဆောက်ပါဗျာโอเคကျွန်တော် continue လေးကိုဆက်နှိပ်လိုက်မယ်เนาะ continue ဆက်နှိပ်လိုက်မယ်โอเคဒါဆိုရင်သူကကျွန်တော်တို့ အဲဒီနေရာမှာအရေးကြီးပါတယ်ဒီနေရာမှာကျွန်တော်ဖုန်းနဲ့ကိုဒါသူကုတ်သွားတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်ထိလိုက်တဲ့ဖုန်းနံပါတ်ကိုကုတ်သွားပဲခါကြလို့ရှိရင်ကျွန်တော်ဖုန်းတွေကလိုင်းတွေကျနေတယ်ကုတ်တယ်မလာဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိပါဘူးအဲ့တော့အဲ့တော့ကျွန်တော်ဒီအောက်လေးမှာရှိတဲ့ I I don't get ဟောဟောတော့ဒီကတော့ကုတ်လာတယ်ပေါ့နော် Okay ဒါဆိုကုတ်လာတယ်ကုတ်မလာဘူးဆိုလို့ရှိရင်ဒီနေ့လေးမှာ I don't get the code ဆိုလေးနေပြီးတော့ Jimmy နဲ့လည်းကုတ်တောင်းလို့ရပါတယ်နော် Okay ဒီနေ့လေးတော့တခါတည်းကုတ်လာတယ်ပေါ့နော် okay အလောင်းလေးပေးလိုက်မယ် okay ဒါဆိုတခါတည်းပြီးသွားရယ်ပေါ့နော် okay ပြီးသွားရင်လို့ရှိရင်တော့ကျွန်တော် messenger လေးပဲတခါတည်းဝင်ပြမယ်နော်တချို့ဖုန်းတွေကဟို Facebook လို့ရပြီး messenger ဝင်မြောက်ဆိုတဲ့ message များအတွက် messenger ဝင်နေပြီးပါတခါတည်းမြောက်ပေးမယ်ဗျာ မစညာလေးကိုပြန်နှိပ်မယ်โอเค Okay အဲဆိုလို့ရှိရင်ကျွန်တော်ပြန်ထွက်မယ်အဲပြန်ထွက်ပြီးတော့သူ့ရဲ့ profile ကိုပြန်သွားမယ်เนาะ line နဲ့နဲ့ကြနေဗျအဲဒီမှာရှိတဲ့ဆက်၃ချက်ကိုနှိပ်မယ်နှိပ်ပြီးတော့ profile link လေးကို copy ယူမယ်เนาะ Okay ဒီ area လေးကိုနှိပ်ပဲ copy link လေးကျွန်တော်ယူလိုက်မယ် Okay ယူပြီးတော့ဒီမှာသူ့ရဲ့ messenger လေးကိုဆက်ပြန်နှိပ်မယ် အဲနေပြီးတော့ခုနက copy link ယူထားတဲ့ဟာလေးကိုဒီနားလေးချလိုက်မယ်အဲချလိုက်ပြီးတော့ဒီနားထိ slash နေရာနေရာထိအာဒီနားလေးမှာတော့ဒီဘနံပါတ်ဒီပဲချမ်းမယ်ကျွန်တော်အကုန်လုံးဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ခုနကောက်ပေးခဲ့တဲ့ password ပြန်ထည့်မယ်ဝေးခုနကောက် password ထည့်လိုက်ပြီး login လေးဝင်ကြည့်လိုက်မယ်နော် အဲဒါမှမဟုတ်လေခုနပေးခဲ့တဲ့ဖုန်းဖုန်းနံပါတ်နဲ့အဲကျွန်တော်တို့ password နဲ့ပြန်ဝင်လဲရပါတယ်အတူတူပါပဲပေါ့နော်ဒါလေးရဲ့ပုံဝင်နဲ့မြင်နေပြ Okay ဒါဆိုပြီးသွားပြီ save နေမယ် save နေပြီးမယ် save နေမယ်အဲဒီမှာလဲဖွင့်ပေးလဲရတယ်မဖွင့်လဲရရနော်ကိစ္စမရှိဘူးအော်ဒီမှာလဲ save နေလိုက်မယ် Okay ဒါဆိုရင်ပြီးသွားပြီဒါဆိုရင်ဟာကျွန်တော်တို့ Facebook အကောက်ဖွင့်နေပြီးတော့ပါပြီဗျရမ်းမြန်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီးအဘိတ်ကပေါင်းဗျအားလုံးပဲ energy ပေးရှင်းကြပါစီဗျာ